ဲ့ဒါမြတ်စွာဘုရားတေရမှာမကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်တေရမှာကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်ဆိုပြီးတော့အဲ့ဒီတုတ်တန်လေးထဲမှာဟောတယ်။ဒါတေရမှာကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်ကိုဘယ်လိုဟောတော့ဆိုတော့တချို့ပုဂ္ဂိုလ်တွေဟာတဲ့ကာမအာယုန်တွေရဲ့ပုံမှာမမောမှုတွေ့တာမှုမကင်းဘူး။နော်ကာမအာယုန်တွေရဲ့ပုံမှာအထူးသဖြင့်ကိုမိသားစုဝင်တွေနော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယ့်ရဲ့လုပ်ငန်းတွေဒါတွေလို့ပြောလို့ရပါတယ်။ဟုတ်လား။ အဲ့ဒါတွေရဲ့ပုံမှာတွေ့တာမမုန်းမှုမကင်းဘူးအဲ့လိုပုံကိုယ်တွေဟာတေဂာနီခါကာလရောက်တဲ့အခါမှာငါမျက်နှိုးတဲ့အရာတွေကိုငါစွန့်ရတော့မှာပါလားဆိုတဲ့အတွေးနဲ့မသက်မသာမချမ်းမသာတေခြင်းတရားကိုကြောက်ရွံ့ထိတ်လန့်စွာရင်ဆိုင်သွားကြတယ်တဲ့ဒါနံပါတ်1ပေါ့နော်နောက်နံပါတ်2ကဘာပြောဆိုအဲ့ဒီမှာတော့သူကကာယေလို့သုံးတယ်ကာယေဆိုတာဒီခုခန္ဓာကိုပြောတာအဲ့ဒါကိုနားလည်လို့အောင်ပြောရင်ကိုယ်ဘဝကြီးပေါ့ ဟုတ်လားကိုခန္ဓာရဲ့အပေါ်ကိုဘဝရဲ့အပေါ်မှာ တွတ်တာမမောမှုမခင်ဘူးအဲ့တေရတော့မယ်လဲဆိုရောအော်ငါတွတ်တာမမောတဲ့အရာနဲ့ငါနှခွဲရတော့မှာပါလားဆိုတဲ့စိတ်ကသူ့ကိုချင်းချောက်တယ်ဒါကြောင့်သူဟာကြောက်ရွံ့ထိတ်လန့်မှုနဲ့ပေးရတယ်တဲ့နော်ကာမရဲ့ပေါ်မှာ တွတ်တာမမောမှုမခင်တဲ့သူဘဝရဲ့ပေါ်မှာတွတ်တာမမောမှုမခင်တဲ့သူနော်တတိယပုဂ္ဂိုလ်ကတော့ဘယ်လိုပုဂ္ဂိုလ်လုံးဆိုတော့အကုသိုလ်တွေပြုတ်တာတဲ့အကုသိုလ်ကောင်းမှုကမပြုတ်ရသေးဘူး နော်မဟုတ်တာတွေသူ့ဘဝသူပြန်ကြည့်လိုက်ရင်သူလှုပ်ထားတဲ့ထင်ရှားတဲ့မကောင်းမှုတွေကပေါ်နေတယ်ပေါ့နော်အဲ့လိုဆိုရင်သူတေကနီးမှာငါတော့မဟုတ်တာတွေလှုပ်ထားတာဒါတွေကတော့တေကြပေါ့ငါ့ကိုနှိပ်ရှက်တော့မှာပဲဆိုတဲ့အတွေးနဲ့ကြောက်ရွံ့ထိတ်လန့်ပြီးတော့တေးရတတ်တယ်နော်နောက်လေးခုမြောက်ပုံကတော့ဘလိုတော့ဆိုတော့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားတွေဖြစ်နေတယ်အလွန်ရိုးရှင်းတဲ့သူတော်ကောင်းတရားရဲ့ပုံမှာသူတန်တရား ဖြစ်နေတယ်တန်တရားရှိနေတယ်ကံကံရဲ့အကျိုးเนาะဒီစေတနာတွေကတော့ကောင်းကျိုးဆိုးရိုးကိုဖြစ်စေတယ်ဆိုတာဟုတ်မှာဟုတ်ပါမလားဟုတ်လားနောက်ဘဝရှိတယ်ဆိုတာဟုတ်မှာဟုတ်ပါမလားဒီအကျင့်မြတ်တွေကိုကျင့်တာတကယ်ငြင်းအေးမှုကိုရနိုင်တာဟုတ်မှာဟုတ်ပါမလားအလွန်ရိုးရှင်းတဲ့သူတော်ကောင်းတရားရဲ့ပုံမှာပဲသူ့မှာတန်တရားတွေတပြုံတစ်ခဲကြီးနဲ့ဖြစ်နေတယ် နော်အဲ့လိုတန်တရာမကင်းတဲ့ပုံကိုယ်တွေကလည်းဒီကနေ့မှကြောက်ရတတ်တယ်ပေါ့ဒါဒီမှာကြောက်တဲ့ပုံကို၄ရောက်ဆိုတာအဲ့ဒါပဲနော်ကာမနဲ့ဘဝရဲ့ပုံမှာတွတ်တာမမုံမှုမကင်းမှုအကုသိုလ်တွေပြုပြီးတော့ကုသိုလ်ကမပြုတ်ရသေးဘူးဆိုတဲ့အနေအထားတစ်ခုပြီးတော့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရာမကင်းဘူးဆိုတဲ့အနေအထားတစ်ခု၄မျိုးပေါ့နော်ဒါဒီမှာမကြောက်တဲ့ပုံကို၄ရောက်ဆိုတာကျတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲဟုတ်လားကာမနဲ့ဘဝရဲ့ပုံမှာမမုံမှုကင်းတယ် ဟုတ်လားကုသိုလ်တရားတွေများတယ်အကုသိုလ်တရားနေတယ်ပေါ့သူတော်ကောင်းတရားရဲ့ပုံမှာဘာမှကြီးမားတဲ့အတန်တရားမရှိဘူးအဲ့ဒါဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာပြေမှာမကြောက်ဘူးတဲ့အဲ့တော့ဒီနေရာမှာကာမနဲ့ဘဝရဲ့ပုံမှာမမောမှုတွေ့တာမှုကင်းဖို့ဆိုတာကနော်သမုစိတာပဟာအဖြစ်လောဘကိုဖျက်တော့နိုင်ဖို့ဆိုတာကတကယ်ကိုနော်အရိယာဖြစ်မှဟုတ်လားပြောရရင် သောတာပန်တောင်မှကာမနဲ့ဘဝရဲ့ပေါ်မှာတယောစဉ်ကင်းပြီလားမကင်းသေးဘူးဒါမဲ့သောတာပန်အပေကြသလားမကြဘူးမကောင်းတဲ့ဘဝမရောက်ဘူးတော့ကာမနဲ့ဘဝရဲ့ပေါ်မှာတွေ့တာမှုမကင်းယုံမြနဲ့ငါတော့အပေလေးပါရောက်တော့မှာပဲလို့လဲလွယ်လွယ်မှမှရှောက်မတွေးနဲ့နော်ဟုတ်လားနော်အဲ့ဒါဆိုရင်ကောင်းရရောက်เสียအကြောင်းကိုမရှိတော့ဘူးဟုတ်လား အဲ့တော့ဘုန်းဘုန်းတို့စဉ်းစားတော့ဒေသနာကအကုန်လုံးဘက်ဆုံဒေါင်းဆုံအောင်တွေးတဲ့မြင်တဲ့မှာဟုတ်လားဒုတတိယပြောတာဗာပြောတာတော့နော်အကုသိုလ်နည်းတယ်ကုသိုလ်တွေများတယ်ကောင်းမှုတွေပြုထားတယ်ဆိုရင်တရားမှမကြောက်ဘူးလို့ပြောတာလေဟောဒါကျုပ်တို့အားကိုးစရာအချက်ကလေးဟုတ်တယ်မို့လားသူတော်ကောင်းတရားရဲ့အပေါ်မှာတန်တရားကင်းနေတယ်ဘာမှယုံမတန်တရားမရှိဘူးမြတ်စွာဘုရားဟောတာတာဟောထားတဲ့အတိုင်းမှန်တယ်လို့ယုံကြည်မယ်ဆိုရင်လည်းဘာတော့